2023ခုနှစ်အောက်တိုဘာလကစလို့တည်သူများနှစ်ခွန်စစ်စင်ရေးနဲ့အတူအာရခဒေတာမှမြို့သိမ်းတိုက်ပွဲတွေကိုအာရခတတော် AA ကတင်ပိုက်ဆွေးနွေးလာခဲ့ပါတယ်။တည်သူများနှစ်ခွန်စစ်စင်ရေးရဲ့အချိန်နဲ့အတူအာရခတတော်ဟာအာရခဒေတာမှမြို့တွေတစ်ခုပြီးတစ်ခုကိုတင်ပိုက်ရရှိခဲ့တာပါ။ဒီလိုမျိုးသိမ်းတိုက်ပွဲတွေကိုဆင်နွေးလာခဲ့တဲ့တောက်ရှောင်းမှာစစ်ရှုံးစစ်ကောင်စီဟာစစ်တွေဘူးတီတောင် မောင်ရောဒေသမှာရှိတဲ့မွတ်စလင်လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေနဲ့အစွမ်းရောက်မွတ်စလင်တွေကိုစေယုံစူးစီးပြီးစစ်ကောင်စီတပ်သားတွေနဲ့အတူဘူတိတော်မောင်ရောတိုက်ပွဲတွေမှာအာရခတပ်တော်ကိုတိုက်ခိုက်စီခဲ့ပါတယ်ဒီအထေကမှမောင်တော်မျိုးသိန်းတိုက်ဝေးစတင်ခဲ့တဲ့အရှင်ကဆိုရင်အကြံဖက်စစ်တပ်လက်သက်မွေးစားထားတဲ့မွတ်စလင်လက်နက်ကိုင်အကြံဖက် ARSO ARA စတဲ့အဖွဲ့တွေဟာမောင်တော်မျိုးမှာရှိတဲ့လူနည်းစုဟိန္ဒူလူမျိုးတွေကိုအကြံဖက်တပ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ မွတ်စလင်လက်နက်ကန်အကြံဖတ်အဖွဲ့တွေရဲ့အကြံဖတ်သက်ဖြတ်မှုကြောင့်အိမ်တော်ဦးစီးဖြစ်တဲ့လင်းယောက်ကြားတွေဆုံပါတော်လို့ဘဝနေထိုင်ရက်တရေခက်ခဲနေကြတဲ့ဟိန္ဒူအမျိုးသမီးတွေကို One Nation News ကတွေ့ဆုံမေးမြန်းထားပါတယ်မောင်တော်လို့ပြောလိုက်တာနဲ့အာရခပြည်အနောက်ဖက်နေဆက်မှာရှိတဲ့နေဆက်ချင်းစီယိုမြို့တော်ကြီးလို့တွင်မိကြမှာပါမောင်တော်ဒေသမှာဆိုရင်ရခိုင်မွတ်စလင်အပေါင်းဝင်တခြားလူနည်းစုလူမျိုးစုတွေဖြစ်တဲ့ဟိန္ဒူမရမာသက်ခမိန်မျိုးထိုင်းနယ်တွေလေးနေထိုင်ကြတာပါ မောင်တော်ဒေသနဲ့ပတ်သက်လို့နိုင်ငံတကာနဲ့ပြည်မရောက်လူထုတွေတည်ထားကြတဲ့ပုံစံကတော့မွ슬လူမျိုးတွေအကြံဖက်လူမျိုးတို့တက်ဖြတ်ခံရပြီးပဋိပက္ခတွေထွေပြတဲ့နေရာလိုပဲတည်ကြမှာပါ။တူပေမဲ့လူတိနေပြီးနိုင်ငံတကာလူအခွင့်ရဲ့အဖွဲ့တွေရဲ့စောင့်ကြည့်ခံရမှုအားနေတဲ့ဖြစ်စဉ်တွေလည်းရှိနေပါသေးတယ်။ 2019ခုနှစ်ဩဂုတ်လကမောင်တော်မြို့နယ်ခမောင်စိတ်ကျေးရွာမှာဟိန္ဒူလူမျိုးတရားကြောခန့်ကိုအကြံဖတ်စစ်သေးကြောအဖွဲ့အာစာကအကြံဖတ်တပြက်ခေတာပါဒီဖြစ်စဉ်ကြောင့်ပဲခမောင်စိတ်ကျေးရွာနဲ့အနီးအနားကဟိန္ဒူလူမျိုးတွေဟာဘေးကင်းနိုင်မယ့်နေရာတွေကိုထပ်ပြေးတိမ်းရှောင်ခဲ့ရပါတယ် ဒီလိုထပြေးတင်းချောင်လာခဲ့ရပြီးမောင်တော်မျိုးအောင်မလာရက်ကွက်ကအောင်မလာဟိန္ဒူကစီရေးစခန်းမှာရှစ်နှစ်ကြာနေထိုင်နေခဲ့ရက2024ခုနှစ်မြို့သိမ်းတိုက်ပွဲမှာမွ슬င်အကြံဖတ်လက်နက်ကအဖွဲ့တွေရဲ့အကြံဖတ်တိုက်ခိုက်မှုကြောင့်ဘဝပြက်လူနေပါဖြစ်နေရတဲ့ဟိန္ဒူမျိုးသမီးတွေရှိနေပါတယ်။အဲ့ဒီအထက်ကတယောက်ကတော့အသက်၄၀နှစ်အရွယ်မရှုမော်တီပါ။သူမတို့မိသားစုမှာ စစ်ကြောတပ်အရွေပိုလီယိုသမိန်တူအပောင်းဝင်မိသားစုဝင်၅ဦးရှိပါတယ်။သူမရဲ့အိမ်ထောင်ဦးစီးဖြစ်သူဦးစော်တူရန်ဟာဗီကရီနစ်ကမောင်တော်မြို့သိမ်းတိုက်ပွဲတွေကြောင့်စစ်ဘေးရှောင်ဖို့တော်ရီလမ်းမှာအာစာအကြံဖတ်တွေရဲ့တပ်ဖြတ်မှုကိုခံလိုက်ရတာပါ။အေးကိုရောဘီကငရောပိုလီယိုတော့ကမနဲ့နိုင်ရောက်ထိုင်လို့ယူလာဟာရီထိုင်လို့မှပါလာထိုးကနေနေထိုင်လို့ယူလာဟာရီယူလာဟာကလောင်တေကအေးအင်ဂျာတီတကတီတီဖိုင်လို့လာဖို့ရန်ဖိုင်ဖလို့ထွားနေရ ขาเราพิการงรเล่นทับบ้านมาเราเนี่ยลองตีเล่นทับบ้านมาเราเนี่ยเราค่ะเล่นมาลาล้ออีกหูเล่นก็อาสาตุวยงลารีลาค่ะมาจากเลยฮินดูลาคาลาลายังพมีเลยมิค่ะฮินดูยังรอเลยมากูมาลามาบิติกามาลาติกางาดูนดูทับพิชินาลาฮเลยยังรอเลยลิมไปไล่สาดูลางเลยยังรอเลยยังค่ะมิงก็โลฮินดูก็แต่แต่สุริแต่สุริแต่ยังก็อินังก็ตัดชินเตไปเลยอะ arata arata si arata yoga inata sinto bolaya arata yoga panga ta sinto bolaya nyang kama lele hai ခကေပင်မန်လွန်စောဘဝရှင်တန်နေရတာမို့လို့အသက်ရှင်နေတာတည်းဆိုင်ရင်တည်တော်တာကပိုကောင်းအောင်မယ်လို့လေသူမကရှည်ရွှေပြောဆိုနေပါတယ်။ကာကာကာကီပိုင်းနေပါတယ်။စာဖတာဖတော့လေလူဘမှာလောရခရာရမှာခမာရာညဖနေစာဖတာဖကောင်းကာကာကီ ဲ့။သူမရဲ့အမျိုးသားတက်ရှိထင်ရှားရှိစဉ်ခေတုံကဆိုရင် စာဝတ်နေရတဲ့အတွက်နှစ်ဦးအတူရှာဖွေစားတော့ခေတာကြောင့်အခုလောက်ခက်ခဲပင်ပန်းမှုမရှိခဲ့ဘူးလို့လေသူကဆိုပါတယ်။ချင်းရှိခဲ့ရရှင်ပြပါလေ။လှုပ်ရှိပါလေ။အဲအခုအရင်ကဆိုကလှုပ်ရှိပါလားအခုကလှုပ်ရှိဘူးလို့မရှိရ။တာသမီးကငင်းရှိဆိုကြတာမှမလားလို့လို့ခေါ်လား။ အသက်35နှစ်အရွယ်မမာလာဖူတူတယောက်လေးဒီစီစကမ်းမှာနေရင်အာဆာထက်မှအကြံဖက်တစ်ဖက်ခံလိုက်ရတဲ့သူယောက်ျားဖြစ်သူကိုအောက်မေ့တတိယလို့နေပါတယ်။တမင်းဖြစ်သူမိသားစုတို့နဲ့အတူနေထိုင်ရင်စာရေးတော်ရေးအတွက်အဝတ်ချော်ရည်ခက်တဲ့နေစာအလုပ်တွေကိုလုပ်ကိုင်ရင်ဖြစ်တဲ့နေရပါ။အိရှန်ကထွားစနဲ့ထန်ထနာမှာဖန်လာဆိုပါ။အချောကရင်ဘွေးပါမလားအိရှန်ကနောက်ချပါရီ။ Ega acang ga mamala mala nok muru ga yang bila habari. Ega acang long tiga nok sung pai lele. Ega rasala teka lebari. Cangga la so ba choro bilu. Ega melal yang ro ya cang nama biha mulai melal ya lu tiga pro re teka lebari ya mesia sulule. Ara la lo ga mara ba ya. Lu tiga nok sung halas lu tiga pro bari. নল দিগা পাই পাই তাই ফেলাই বাইয়া শিল প্রবাই মেটি বাইয়া ইয়া টাইম থানা মা তাই ফেলাই সব সুজা টাইম থানা হালে মেকাম বা নেই দে লাবারি ইয়াতুরু সকালানে বমানে রেখান্তি গো ফ্রা বাইয়া পাই সুরি মাগা রেখাই মেসি সুগলে শিরে ওয়াটার ইয়া পাই প্রবারি খন্নে সে বাড়ি হিন্দু হিন্দু लालो से रे पे लालो न उछलो ते या पन लोटो या पे लालो से निगा बे इंगा ठवा का रेकंती शी बाला रेकंती को वाटर या पे या फेब्रुवारी मोरगा पर मोर मोर इमागा रेकंती मशी रेकंती को फ्राला सुरे मोर रेकंती को जामा फ्रा पे या फेब्रुवारी सबो सा अक्का के पहला या ता ता जले बब्बो बागरी सु अल्लो लो मल्लो रे बाचों का तारा सतरा मल्लो न गेले सबो सा अक्का के पहला हरे एगे लोंती ता लुलो फुला का के चला हरे पतिला हागा लुलो बारे चरो मागा गुआ लुलो मल्लो राती बता कुलो मल्लो राती canal de chico ya da lolo malo rata ta kolo malo rata ti tanga me chike za pando ba hola chiro la ge le tanga ton ton na ton nga ton ya para ri ge la ge solo me sana ba ya shona ge ma lo ba ya shona ma ain tha u si lin yau ja phit tu ri ha a sa a chan phat ri ye ye set so tat phet mu khan khya ra go ko tai tong twi khya re tu ma ro go a sa a chan phat ri ha aim ma so ta pwe phit lu ni ba ri

Ya ta ta ti e prata na paha ti la haso bari. Asa go ka bari. Mu ro age nu ma ma e lo tai ni sa. Asa ti la lo tai fo la e pa ga la fo la ka la ro ane pha ni e la fo sa ka ni. ပြခရီ2024ခုနှစ်အောက်တိုဘာလမှစတင်ခဲ့တဲ့မောင်တော်မြို့တင်တိုက်ပွဲအတွင်းစစ်ပေးရှောင်ဝထွက်ခွာရာကနေအကြံဖက်တပ်ဖြတ်ခံရတဲ့ဟိန္ဒူလူမျိုး၁၀ဦးထပ်မံနေရှိခဲ့ပါတယ်။ အကြံဖက်မွတ်စလင်လက်နက်ကိုင်တွေဟာမြန်မာစစ်ကောင်စီအာကိုနဲ့အတူမောင်တော်မြို့မှာရှိတဲ့ရခိုင်တွေအပါအဝင်ဟိန္ဒူလူမျိုးတွေကိုပါအကြံဖက်ခဲ့တာပါအဲ့ဒီအထက်က၅ဦးဟာဆိုရင်2008ခုအရေးအခင်ကြောင့်မောင်တော်မြို့အောင်မလာ KC စခန်းမှာနေထိုင်နေတဲ့အပြစ်မဲ့ဟိန္ဒူလူမျိုးတွေပဲဖြစ်ပါတယ်အာဆာအကြံဖက်တွေရန်ကိုကြောက်လို့တင်းရှောင်နေရတာကနေအာဆာအကြံဖက်တွေထံမှာတပ်ဖြတ်ခံလိုက်ရတာပါ အရာခတတော်ဟာမောင်တော်မျိုးကိုဗီကရီဒီဇမာလာရှိရနေမှာအဘိဓိအသင်ပိုင်းရရှိခဲ့တာပါမောင်တော်မျိုးတင်တိုက်ပွေရေနောက်ဆုံးစစ်စင်ရေးဖြစ်တဲ့နခခ9စခန်းတင်တိုက်ပွေကနေလေ အမတ်15စစ်စင်ရေးကွက်ကွေးမှုဌာနချုပ်စကခမုံပုံမှုချုပ်တူရင်ထွန်းအပါဝင် အစ္စလာမစ်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကိုလည်းဖမ်းဆီးရမိခဲ့ပါတယ် လက်ရှိမှာဆိုရင်လေမွတ်စလင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေဟာဘင်္ဂလားဒေ့ရှ်နေဆက်ကတဆင်နမ်မြကျောင်းနဲ့မယူတောင်ကျောထင်းမှာစင်ဝင်လှုပ်ရှားလေးရှိပါတယ်။နေဆက်ကမောင်တော်ဒေတာခန့်တွေနဲ့အေးအေးလုံခြုံရေးစခန်းတွေကိုပါချောင်းမြောင်တက်ခတ်မှုကြောင့်မကြခဏဆိုသလိုတိုက်ပွဲတွေဖြစ်ပေါ်လေးရှိပါတယ်။မောင်တော်မြောက်ပိုင်းကဂျီယော်တွေမှာနေထိုင်ကြတဲ့မွတ်စလင်မဟုတ်တဲ့လူနည်းစုလူမျိုးစုတွေဟာဆိုရင်မွတ်စလင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေရဲ့ရန်ကိုကြောက်လန့်ကနေထိုင်နေကြရပါတယ်။ ရခိုင်ဘင်္ဂလားဒေ့ရှ်နေဆက်မှာအကြံဖက်မွတ်စလင်လက်နက်ကိုင်တွေလှုပ်ရှားနေမှုကြောင့်လေနေဆက်လုံခြုံရေးကိုအထူးတိုးမြင့်လှုပ်ဆောင်သွားမယ်လို့ AA ကစက်တင်ဘာလ19ရက်နေ့မှာတင်ထုတ်ပြန်ထားပါတယ်။အာဆာအကြံဖက်တွေရဲ့အကြံဖက်မူတံကိုအမီလို့လို့ခံခဲ့ရတဲ့ဟိန်တူလူမျိုးတွေကလည်းအကြံဖက်တွေရဲ့ရန်စွေးကနေသူတို့ကိုကာကွယ်ပေးဖို့အတွက်အာရခတက်တော်ကိုတောင်းဆိုနေကြပါတယ်။